မနေ့ကပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုအတွင်းမှာစစ်တပ်ရုံးဆိုင်ရာနေပြည်တော်လေဆေးကလေကြောင်းထိန်းချုပ်ရေးစင်တာထပ်ပိုင်းကျိုးခဲ့ပြီးကလေးတပ်ဦးအပါအဝင်တေဆုံးသူ9ဦးရဲ့အမိအစင်းကိုမြန်မာနောင်းကလက်တလော့အတီးပြူထားနိုင်ပြီးတော့အဲ့ဒီနေရာမှာရှိတဲ့သူအလုံးတေဆုံးနိုင်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့မိုးလယ်တနားရီလောက်မှာစကိုင်းနယ်မန္တလေးမြို့အနီးဗဟိုပြူတဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်တာကြောင့်နေပြည်တော်ပြည်ပဆိုင်ရာလေဆေးရဲ့လေရင်တက်ဆင်းတွေကိုထိန်းချုပ်တဲ့လေကြောင်းထိန်းချုပ်ရေးစင်တာပြိုကျခဲ့တာပါ။ တေဆုံးသူတွေထဲမှာလေကြောင်းထိန်းချုပ်ရေးစင်တာတာဝန်ခံဖြစ်တဲ့ဦးလေးအောင်ဝန်ထမ်းနေဖြစ်တဲ့အသက်38နှစ်အရွယ်ကိုတော်ထက်ကိုကိုနဲ့နှစ်နှစ်အရွယ်တားဖြစ်သူအသက်30ဝန်းကျင်မဟန်နီထွန်းနဲ့အသက်28နှစ်အရွယ်မန်နန်နိုင်မော်တို့ဖြစ်တယ်လို့မြန်မာနောင်ရဲ့သတင်းရှင်းပြနှစ်ဦးကအတည်ပြုပါရယ်စစ်တပ်ရဲ့စစ်ပတ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင်တခြားတေဆုံးသူတွေရှိတယ်လို့လည်းဆိုပါရယ် လမ်းလေးနဲ့နေပြီးတော့မှလင်းစင်းလို့မရတော့ဘူးဆက်ပစ္စည်းတွေလည်းအလုံးမလုံးတော့ဘူးနေပြီးတော့အခြေအနေကတော်တော်ဆူဆူပဲတာဝါကထပ်ပိုင်းကျိုးကြသွားတာပြိုလဲသွားတော့ကုန်သေးတာတာဝန်ကြတဲ့ဝန်ထမ်းအားလုံးသေတယ် air control tower ကကွင်းတာဝန်ငယ်နဲ့ကျန်၃ယောက်ပြီးတော့စစ်ဖက်ဆိုင်ရာနဲ့ကျန်တဲ့ဌာနကလူတွေလည်းပါတယ်နေပြီးတော့လေကြောင်းထင်းကျုံရေးစင်တာမှာလေကြောင်းလိုင်းပညာရှင်အယောက်၂၀အပါအဝင်အလုပ်လုပ်ကိုင်နေသူအနည်းဆုံးလူ၄၀လောက်ရှိပါတယ် နေ့ကတော့အဲ့ဒီနေရာမှာအလုံးလုံးနေတဲ့ဝင်တဲ့အရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ငလင်တန်းကြောင့်နေပြည်တော်လေစိတ်နဲ့မန္တလေးလေစိတ်တို့မှာလေမှုနဲ့ထင်းကျုံရေးစင်တာကြားမှာအသုံးပြုတဲ့ဆက်သွေးဆက်ရေဒီယိုတယ်လီဖိုနီရေဒါစနစ်တွေပျက်စီးသွားပြီးတော့လေကြောင်းပြန်တမ်းမှုအားလုံးကိုလည်းရပ်ဆိုင်းထားပါဗျ။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်စီးရင်အရာတော့ငလင်ထိုင်ကြောင့်တည်ဆုံးသူ၈၀၀ရှိပြီးတော့ဒဏ်ရသူတွေကလည်းထောင်ထဲချီပြီးရှိနေပါဗျ။ ီကနေ့မနက်ပိုင်းဒီကူညီကြေးတွေဟာအလုံးလောက်မရှိသေးပဲကိုထူကိုထလုံနေကြရတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။